အလိုလိုနေရင် trick နိုင်နိုင်ရှုံရှုံကိုယ့်ရဲ့ပတ်စံတွေမတိလိုက်ခင်မှာပဲပါသွားတတ်ပါတယ်။ဒါကတော့ trading fees တွေကြောင့်ပါပဲ။ရှီချက် trading လုပ်တာက0.02%ကနေပြီးတော့0.05%အထိ trade point ကပေးရပါတယ်။0.05%ဆိုတာက0ဒါဘလားမှမဟုတ်တလို့လို့ ਨੇ future trading သမားတွေအတွက်ကတော့အတော်ကိုအထိညာပါတယ် ဒါကြောင့် crypto market ရေ foreign နဲ့ထည့်မဖွင့်လိုက်နိုင်ပေမဲ့ future account မဖွင့်ရသေးတဲ့သူတွေအတွက်ကတော့နောက်ထပ်အခွင့်အရေးတစ်ခုရှိပါတယ်။ဒါကတော့ future trading ရေ foreign ကိုထည့်တာပါပဲ။ဘာဖြစ်လို့ crypto market နဲ့ကုန်တင်အမြဲထည့်ခိုင်းနေရလဲ။ crypto market နဲ့ပြီးတော့ရေ foreign ကိုပေးနေရနှစ်မျိုးရှိပါတယ်။အခုပေးနေတဲ့ future trading code အတွက်ကကြတော့ဘာဖြစ်လို့ပေးရလဲဆိုရင် future trading လုပ်တာက spot နဲ့မတူဘဲနဲ့ trade ထဲကိုခဏခဏဝင်ရတယ်ထွက်ရတယ် ဒါကြောင့်ပဲ trading fees PC လေးတွေပေါင်းသွားရင် အချိန်ကြာလာတော့ပတ်စံအများကြီးက fees ပို့နေရင်ကုန်သွားမှာပါ crypto make ရဲ့ future ကိုထည့်လိုက်တဲ့ဆိုရင်တပ်ပါစံ trading fee discount ရမှာပါနောက်တစ်ခုက Binance ဘက်ကနေ referral သုံးထားတဲ့သူတွေကိုတစ်ခါတလေမှ trading fees တွေပြန်ပေးရမျိုး reward တွေပေးရမျိုးလည်းရှိပါတယ်နောက်ထပ် crypto make ကနေ PA referral code ကတော့ Binance referral code ပါ ဒီကုတ်ကကြတော့ Binance ပေါ်မှာလုပ်သမျှ trading တွေကနေပြီးတော့ trading fees ကို20% discount ရအောင်ပေးထားတဲ့ကုတ်ဖြစ်ပါတယ်။ဆိုတော့ user တွေအတွက်က referral code သုံးဖို့တပြားမှမကောင်းပေမဲ့ referral code မသုံးရင်တော့ transaction fees တွေကနေပြီးတော့ dollar တွေအများကြီးကုန်မှာပါ Okay ဒီတပုတ်ကတော့ future referral code အကြောင်းကိုပြောနေတဲ့အတွက်ကြောင့်မလို့ future referral code ဘယ်လိုထည့်ရမလဲဆိုတော့ကိုပြပြပေးမှဖြစ်ပါတယ် ဒီ future referral code က finance account ဖွင့်တော့က20% discount ရမယ် referral code ကိုသုံးပြီးတော့မဖွင့်မိလိုက်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ဒီသူတွေက future account မဖွင့်ရသေးဘူးလို့လိုပါတယ်။ future account ဖွင့်တဲ့အချိန်မှာအခုပြထားတဲ့ crypto maker future referral code ကိုထည့်ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ future trade time မှာ trading fees 10% discount ရနိုင်မှာဖြစ်ပါတယ်။ဆိုတော့ future code ဘယ်လိုထည့်ရမလဲ။ပထမဦးဆုံး Binance application နဲ့ကိုဝင်မှာ ဆက်ခရင်ရဲ့အောက်ဆုံးမှာ future ဆိုတာကိုရှင်းလိုက်ပါ future အကောင်မဖွင့်ရသေးဘူးဆိုရင် open now ဆိုတာလေးကိုမြင်မှလိမ့်မယ်အဲ့ဒီတဲကိုဝင်လာရင် future referral id ထည့်လို့ရတဲ့နေရာလေးပေါ်လာပါပြီဒါဆိုရင် crypto make future referral code ကိုထည့်လိုက်ပါထည့်ရမယ့်ကုတ်ကတော့အခုပြထားတဲ့ကုတ်ဖြစ်ပါတယ်။ဒီကုတ်ကို copy ယူနိုင်မှုအတွက် video ရဲ့အောက်မှာချပေးထားပါမယ်။ဒီလိုလုပ်ပြီးသွားပြီဆိုရင်တော့ future referral code ထည့်လို့ပြီးတော့ပါပြီ။ တကယ်လို့မရှင်းတာတွေကိုထပ်ပြီးတော့မေးချင်တယ်ဆိုရင် Crypto Mate ရဲ့ Telegram group ကို join ထားလို့ရပါတယ်။ဒီ link ကလည်း video ရဲ့အောက်မှာရှိပါတယ်။အကယ်၍မြန်မာကိုက Binance account လုံးဝမဖွင့်ရသေးဘူးဆိုရင်တော့ trading fees ကို20% discount ရမယ်အခွင့်အရေးကရှိပါသေးရဲ့ဒီလိုမျိုး20%ရမယ် account ကိုဘယ်လိုဖွင့်ရမလဲဆိုတာမသိရင်တော့ဒီ video မှာသွားပြီးတော့ကြည့်နိုင်ပါတယ်အားလုံးပဲနောက် video မှာပြန်တွေ့ကြရပါတော့